မင်္ဂလာပါရှင်ခတိတက်လီဗေးရှင်းချန်နယ်မှာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကမ်ဘလူးမျိုးနယ်အုံတော်ရွာပြူစောတီကင်စခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုပြူစောတီနှစ်ဦးသေဆုံးပြီး၆ဦးအဆင်ဖမ်းမိလက်နက်ခုနလန်းနဲ့ခရမ်းများတင်စီရာဆီဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စခန်းတိုင်းကမ်ဘလူးမျိုးနယ်အုံတော်ရွာပြူစောတီကင်စခန်းကိုတိုက်ခိုက်သိမ်းပိုင်ခဲ့ရာပြူစောတီနှစ်ဦးသေဆုံးပြီး၆ဦးအဆင်ဖမ်းမိခဲ့ကြောင်းကမ်ဘလူးခရမ်းအမတ်၃ PDF တရရင်မှတာဝန်ရှိသူကပြောဆိုပါတယ် ဇမန်နေ့အော်တိုဘာလာ၃ရက်နေ့ည၇နာရီဝန်းကျင်ကကမ်ဘလူမြို့နယ်ထန်းကုန်းနယ်ဒန်းမင်ရွာကြားစီအုံတော်ရွာပြစတိကင်းစကန်အောင်ပြည်သူ့ကာကွယ်ရေးဘူမတပ်ဖွဲ့မှအလင်းအငိုင်းလျှက်တပြက်တောက်ကြနေဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရန်ပြစတိနှစ်ဦးသေဆုံးပြီး၆ဦးအဆင်ဖမ်းမိခဲ့ကြောင်းသိရှိရပါသည်အောင်နာကျေးရွာမှာပြူစော်တီများသည့်ပြူစော်တီကဆောင်ဝါတဝါဤလက်အောက်ခံများဖြစ်ပြီးဝါတဝါကိုယ်တိုင်လက်နက်တပ်စင်စစ်တင်နံပေးထားသူများဖြစ်ကြောင်းသိရှိရပါသည် ဖမ်းဆီးရရှိတဲ့ပြူစောထီးတွေကိုစစ်တောက်မှန်ဥပဒေအတန်းအရေးယူဆောင်ရွက်သွားမှာပါဖမ်းမိတဲ့သူတွေကလည်းဝါတဝါကတင်းနှံပူချပြီးလက်နက်တပ်ဆင်ပေးထားတဲ့အဖွဲ့လုံးကမ်ဘလူခရအမှတ်တုံးပီရီရဲ့တိုင်ရင်မှာတာဝန်ရှိသူကဆင်ပြပါတယ်။အုံနာကျင်းရွာသည့်ပြူစောထီးများနဲ့စစ်တပ်ကအခါအမှာတစကန်းစားလို့ထားသည့်နေရာစကန်းကြီးတစ်ခုဖြစ်ပြီးတော်လရင်တပ်များနဲ့ပြည်သူများကိုနီလန်းမျိုးစုံဖြင့်အနာအဆက်ပေးခြင်းဖမ်းဆီးခြင်းလက်နက်ကြီးများဖြင့်ပြစ်ကတ်ခြင်းများလုပ်ဆောင်နေသည့်စစ်စကန်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ အုံနောရွာက ပြစောတိကောင်းဆောင်မတော်ရဲ့လူတွေအတိကကြီးဆိုတဲ့နေရာအခုသိန်းနာကကင်းစကန်းကိုသိန်းနာပါရွာကိုတော့သိန်းမှုအများကြီးပြင်ဆင်ရမယ်နောက်ပြီးအုံနောရွာမှာကအမှတ်6000ကသိန်းကသိန်းရင်းလဲရှိနေတယ် စုစည်းညီညွတ်မှုနဲ့တိုက်ခိုက်ရင်အောင်နိုင်တယ်ဆိုတာတက်တယ်လည်းဖြစ်ပါတယ်။ဆေးဆောင်အောင်မွေးတွေလာအောင်မှာပါပြည်သူတွေကိုစေအားတက်ဖို့နဲ့ခွန်အားနဲ့ရှိသက်ကြမယ်ဆိုတာပြောချင်ပါတယ်လို့တိုက်ခိုက်ရင်မှာပါဝင်ခဲ့သည့်တော်လရေးရဘတအူကပြောဆိုပါတယ်။ဒါအပြင်ပြည်စောထင်းများကန်ဆန်းအုံမြူသည့်ဂျီတရီအမျိုးစားတနက်သုံးလန်၊ကာပိုင်အမျိုးစားတနက်နှစ်လန်၊ပြောင်းစောတနက်နှစ်လန်နဲ့ခရဲပစ္စည်းအချို့တင်စီခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကပ်ဘလူခရိုင်ပကဖားလှုပ်ရှားတဲ့ရင်ကပ်ဘလူခရိုင်အမှတ်3 PDF တဲ့ရင်နဲ့ နယ်မြေကပကဖားများမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးရေမြို့နယ်အာယူတောင်ထိပ်ဝါချောင်းတောင်အောင်မှကင်းထောက်လာသည့်စစ်တပ်ဘက်မှစစ်သားလေးဦးကိုပြစ်ခတ်ရှင်လင်းစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မွန်ပြည်နယ်ရေမြို့နယ်အာယူတောင်ထိပ်ဝါချောင်းတောင်အောင်မှပိုင်ကင်းလာထောင်သည့်အကြမ်းမဲ့စစ်သားနေအပေါင်းမှလေးဦးတို့ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ဤကောင်ဆောင်ကပြောဆိုပါတယ် အော်တိုဘာလတရရနေ့ညနေပိုင်းအကြမ်းတ်စစ်တပ်စစ်ကြောင်း၏ဆေးပြေးကင်းထောင်းလာသည့်တပ်သားလေးဦးကိုပြစ်ခတ်ဆင်းလင်းခဲ့ခြင်းဖြစ်ပြီးအကြမ်းတ်စစ်အုပ်စုနှင့်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါအကြမ်းတ်စစ်တပ်၏စစ်ကြောင်းများက DKB အဖွဲ့နှင့်ပူးပေါင်းကစစ်ကြောင်းထုတ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည် ကျွန်တော်တို့နဲ့သူတို့ပွင့်ချထားတဲ့၄ယောက်နဲ့သူတို့ပွင့်ချထားတဲ့၄ယောက်ကတော့အဲ့ဒီမှာတင်ပွဲချင်းပြီးပြင်နိုင်ခဲ့တယ်။ဒါပေမဲ့တနက်တော့မကောင်းနိုင်ခဲ့ဘူးကျွန်တော်တို့ကကြောက်ကြခစားတာဆိုတော့သူတို့ဘက်ကအင်အားများတဲ့40 50ဝန်းကျင်တော့ဆီမိန်တိုက်ပွဲဖြစ်တဲ့နေရာကတော့အာယူတောင်ရွာထိပ်ဖုန်ကြီးချောင်းဝါချောင်းထောင်ပေါ်အဲ့ဒီမှာဖြစ်တယ်လို့ရေဘလူးတပ်ဖွဲ့ဤတရရမှုကပြောကြားပါတယ်။ အယူတောင်ရွာတိုင်းဝါချောင်းတောင်အောင်တိုင်းအကြမ်းမက်စစ်သားများနဲ့ရေပလူအဖွဲ့တို့မကြခဏတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာဖြစ်ကြောင်းအကြမ်းမက်စစ်တပ်ကစစ်ကြောင်းထုံးရမှာ DKBA အဖွဲ့များနဲ့ပူးပေါင်းကောင်စစ်ကြောင်းထုံးလေးရှိပြီး DKBA အဖွဲ့ကစစ်မဆန်နာတင်မီတီနောက်ပိုင်းမှာအကြမ်းမက်စစ်တပ်နဲ့ပူးပေါင်း၍အကြမ်းဖက်လုပ်ရများကိုလွတ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ် DKBA ဓမ္မစစ်ချဘတ်တစိတ်စကားစားနဲ့ပေါင်းနေကောင်နဲ့စကားစားနဲ့ပူးပေါင်းပြီးတော့ ထို့ရဲသူတို့ဘက်ကဒီတမဆက်ချပတ်တစိတိ KPA ကစကားစနဲ့ပေါင်းနေတာအာနာသိမိကြတဲ့က နောက်ပိုင်းမှာပေါင်းပြီးတော့သူတို့ကလှုပ်ဆောင်နေလဲဆိုတော့တချို့ကကရင်ချင်းရွာတွေမှာဆိုလို့ရှိရင်ကရင်ဒေသချင်းရွာတွေမှာဆိုရင်သူတို့ကပို့ပြီးလမ်းကျွမ်းနေလမ်းကျွမ်းတော့စာကစာနေမျိုးရှင်လင်းမှုတွေပြုလုပ်တဲ့အချိန်မှာသူတို့ကိုပြန်ပြီးတော့အုံစားတဲ့စာကစာကသူတို့ကိုကိတ်တယ်လို့ပိုင်ခွင့်ပေးတယ်ပြည်တော်စုလမ်းမကြီးပေါ်မှာအခွန်ကောက်တာတွေကောက်ဖွက်အတွက်လုပ်ပိုင်ခွင့်စာကစာကပြန်ပေးတယ်ဒီကောင်တွေကတော့ကြုံခံနေတာပေါ့စာကစာမှာလို့ရေဘလူးတစ်ဖက်တည်ရမှုကပြောဆိုပါတယ်ရေဘလူးအဖွဲ့ကြီးရှင်လင်းခံလိုက်ရသည့်အကြမ်းမဲ့စစ်တပ်ဘက်မှ ွင့်ထောက်သူလေးဦးမှာအစမတ်စစ်သားများအပြင် DKB ရဲ့တပ်ဖွဲ့ဝင်များလည်းပါဝင်နိုင်ကြောင်း JW အဖွဲ့ထံမှစုံစမ်းသိရှိရပါတယ်ရှင်။ဆလဘီပြည်ဦးလွင်ကမဆ24မှာမြောက်ကိုရီးယားနဲ့တွဲပတ်ထုတ်လုပ်မည်မင်းဆိုင်တုံးစီမံချက်အတွင်းမြေအေးက60သိန်းယူမင်းအောင်လိုင်လူယုံမောမြင့်စွေကကထုတ်အရာရှိချုပ်ဖြစ်လာပြီးနောက်မြေသိမ်းယူမှုဖြစ်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် န္တလေးတိုင်းပြည်ဦးလေမျိုးနဲ့ကျွမ်းနာထောက်ကျေးရွာအုပ်စုရှင်မြေဧရိယာ60တက်တက်မှ32ကျော်ကုန်ဆလနဲ့ပစ္စည်းထုတ်လုပ်ရေးစက်ရုံကမဆ24ရက်အတွက်တင်ယူလိုက်ပြီးရင်းမြေနေရာမှာမြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မည့်မစ်ဆိုင်းတုံးစီမံချက်အတွက်လာရောက်မည့်မြောက်ကိုရီးယားပညာရှင်များတဲခေါ်နိုင်ရင်အဆောင်များစားလုံးရန်ဖြစ်ကြောင်းစီရီယံပိုကြီးစင်ရောကပြောဆိုပါတယ်အကြမ်းမင်းအောင်လိုင်းဤလူယုံဖြစ်သည့်ပေါ်ကျော်မောင်မြင့်ဆွေကိုကာကွယ်ရေးပြည်စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်ဒုတိယပေါ်ကျော်ကြီးရာထူးဖြင့် တုံမြင့်ခန့်အပ်လိုက်ပြီးနောက်ပြုံးလေမျိုးနဲ့ကမဆာ24ရက်အတွက်မြေအေက60ဒသမ32ကိုစတင်သိမ်းယူလာခြင်းဖြစ်ကြောင်းပြည်သူများနေထိုင်သည့်ရွာမြေကိုစတက်ကဆလနဲ့ထုတ်ဆက်ရုံအတွင်းသိမ်းယူခြင်းဖြစ်ပြီးရင်းနေရာမှာမြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုစာများစာလုံးရဖြစ်ကြောင်းသိရှိရပါသည်ပြုံးလင်အနီးစကန်နာမှာတမနီဆက်ယုံရှိတယ်။အဲ့ဒီတမနီဆက်ယုံရဲ့နောက်မှာတင်းတန်းချောင်းလေးတစ်ခုရှိတယ်။တင်းတန်းချောင်းရဲ့သူစီကျိုးရဲ့ဒီပတ်မှာကျွမ်းနာထောက်ဆိုတဲ့ရက်ွက်ရွာလေးရှိတယ်။ အဲ့ဒီရွာကမြေကိုတိန်းတဲ့အနေအထားမျိုးပဲဗျာမြေအေးက60သိန်းနေဆိုတော့စက်ယုံအတွက်တော့မဟုတ်ဘူးဗျာဘာလို့လဲဆိုတော့မြောက်ကိုရီးယားနဲ့အလုံးလုံးမင်းစက်ယုံကမဆာ24ဆိုတာကတာတို့ပြင်းတာလက်ပြင်းလောင်စာအခဲနဲ့ပြည်တဲ့မင်းဆိုင်ဆက်ယုံဒါပေမဲ့ဥသိမ်းစိန်နဲ့ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြည်ပခဖြစ်မှာဆိုလို့ဆိုပြီးရလိုက်ရတာအဲ့ဒါကိုပြန်စမယ်တဘောပင်ဒါပေမဲ့မြေအေးက60နေကဘာမှလုပ်လို့မရဘူးမြောက်ကိုရီးယားတွေလာရင်ဂျာစကန် ကဟောင်လိုမျိုးရိတ်တာလိုမျိုးလုံးမဲ့အနေထားမျိုးပဲလို့မှတ်ဆရပါတယ်ဟုစီရီယံပေါ်ကြီးစင်ဝါကပြောပါတယ်။အဆိုပါမြေတယုံမှုသည်မင်းအောင်လိုင်လူယုံဗိုလ်ချုပ်မိုးမြင့်စွေကစက်တင်ဘာလ23ရက်နေ့ကာကွယ်ရေးပြည်စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက်ပထမဆုံးတင်ယူသည်မြေတင်းယူမှုအဖြစ်မှတ်တမ်းဝင်သွားပြီးကမ္ဘာကစောင့်ကြည့်နေသည့်မြောက်ကိုရီးယားနှင့်ပူးပေါင်းကလက်နက်ထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်ပြီးသဘောဟုဆိုနိုင်ကြောင်းစီရီယံပေါ်ကြီးစင်ဝါကဆက်လက်ပြောဆိုပါတယ်။ဒီမြေတင်းမှုကမိုးမြင့်စွေလက်ထက်မှာ ဆဆလာခြင်းရောင်ရောင်ခြင်းစောင့်နေထွင်ဆိုတဲ့ပုံစံမျိုးနဲ့စာပေသိမ်းလိုက်တာပေါ့ကမဆ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရက်တန့်ထားတဲ့လုပ်ငန်းတွေပြန်ပြီးလက်ပတ်တော့မယ်လို့တော့မှတ်စားလို့ရပါတယ်မြေယာသိမ်းရမှာအခမဲ့လွယ်ပြောင်းနေဆိုတော့ပြည်သူပိုင်မြေတော့မဟုတ်ဘူးအဲ့ဒီပဲကျိုးဝိုင်းလားကျိုးပြင်းလားဓမ္မဥစ္စာမြေလားတခုခုပေါ်လို့၎င်းကဆက်လက်ရှင်းပြပါတယ် 2021ခုနှစ်အာနာတင်ပြီးနောက်အကြမ်းမဲ့စစ်တပ်ကရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နဲ့ပုံမထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်အဆိုပါနိုင်ငံများမှဆီလက်နက်ပစ္စည်းများနဲ့နည်းပညာများကိုပုံမရယူနိုင်ခြင်းကြိုးပမ်းလာသည်ကိုမြင်တွေ့ရပါသည်။ စနေမာလာ26ရက်နေ့ကမြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်ချမှုမှပါဝင်ပတ်သက်နေသည့်လူပုဂ္ဂိုလ်5ဦးနှင့်ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးရင်းတို့အရေးယူခံရသူများမှမြန်မာစစ်တပ်အတွက်လက်နက်များဝယ်ယူပေးနေသည့် Ryan Sunland Company ကုမ္ပဏီဝန်ထမ်းကြော်မျိုးမြင့်ကုမ္ပဏီစီးကိုအမှုဆောင်အရာရှိချုပ်တင်မျိုးအောင် Ryan Solar Company Director အောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးတိုက်ခတ်အရေးယူမှုချမှတ်ခဲ့ပါတယ်ရှင်။